အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆီယမာကြီးဂျူရဲ့ရွက်လှများဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးကြပါရရှင်။ရွက်လှများတကယ်တော့လဲကျမတို့လူဘဝဆိုတာကမမြင်လမ်းမမြင်သည်ပင်လဲသမုတ်တရားပြင်ကျဲကြီးမှာ ကိုယ်တိုင်ထိမ့်ချုပ်ပဲကိုင်းတော့ရွက်လှတစ်စင်းစီဖြင့်ခရီးနှင်နေကြရခြင်းမဟုတ်လား။ ဟုံးငယ်ငယ်ကလေးဘဝအရွယ်တုန်းကတော့ရေပြင်ကိုမြင်ရင်လေလွတ်ချင်စိတ်တွေပဲရှိခဲ့။ကျမငယ်စဉ်ကအေယာရီမြစ်ဤနောက်ဖက်ကန်ကရွာကြီးတရွာတွင်ခေတ္တသွားရောက်နေထိုင်ခဲ့ရပူသည်။ချမ်းဝင်းကြီးမှာအခြေကြီးစတူယန်ပေပေါင်း2000လောက်တော့ရှိမည်ထင်သည်။အဲ့ဒီချမ်းကြီးပပလဲမှာမြင်မာ၍အရွက်စိတ်သောမကြီးပင်များတန်းစီ၍ရှိသေးသည်။ချမ်းရှိက3ပေလောက်ကျဲသောရေမြောင်သည်။နွေရာသီမှာရေမရှိတော့လေ။ မိုးရသည်နှင့်မြောင်းရီလွတ်သည့်ကာလများတွင်ဂျူးစစ်ချင်းမြင့်သောရေဖြင့်ချောင်းကလေးတစ်ခုဖြင့်စီစဉ်နေကြဖြစ်သည်အင်ချန်ဝန်းတကားပေါင်းနှင့်ရှေကာကြာလန်ကိုဆက်သွဲထားသောတစ်လုံးခင်းတရာပြင်ကလည်းတော်တော်ကျဲသည်ထိုတရာပြင်ပေါ်မှရေမြောင်းထဲသို့ချီချ၍ထိုင်သည့်အခါရေကကျမ၏ချီမျက်စိထင်းနေနေလေးရှိသည်တစ်ခါတစ်ခါမြောင်းကြီးမှရေလွှတ်များသည့်အချိန်တရာတစ်လုံး၏အဆက်ထိပင် ရေမြင့်သည့်အခါကျမခြေတလုံးအပေါ်ပိုင်းထိရေမြုပ်တဲ့ရေစည်းဤတူတိုင်မှုကိုစံတကြဲခံယူရင်ကျမအမြင်စိတ်ကူးပေါ်လင်းရှိသည်ကဆက်ကူလေလှုပ်ဖုံဆက်ကူလေသည်ကလင်းတိုင်းလှုပ်ဖုံနေကြလက်မုံအမှုပညာဖြစ်သလုံးဆက်ကူလေလှုပ်ခြင်းသည်ကလေးတိုင်းဆော့ကစားဖုံနေကြကစားနည်းဖြစ်လိမ့်မည် ဆက်ကူလေးကို ချိုးသည့်အခါရိုးရိုးစင်စင်ဆက်ကူလေးနဲ့တက်မပါတော့ဆက်ကူလေးရဲ့လို့နှမျိုးရှိ။ချမကတော့ရိုးရိုးစင်စင်ဆက်ကူလေးကလေးသာချိုးတတ်သည်။ထိုဆက်ကူလေးကလေးကိုမြောင်းရည်ထဲတွင်ချမချလိုက်လေ။လေးကလေးသည်ရေစီအတိုင်းလှိမ့်မြန်စွာပြေးလေသည်။ထိုလေးကလေးမျက်စိအောင်မှပျောက်သွားသည့်အချိန်တရွေ့ရွေ့ရွက်လွန့်သွားတာကိုမြင်ရလေ။ဘလို့ပြောမှမသိပြောမိ။ထိုလေးကလေး จาลุบีบะลาวมามะจาเกหงหุ่นญี่ตีญี่ญี่บิงก้านซัมมาตองเตนเนลินดุ๊กช้องกะลีเพียงโชกอกาฉัดตวาจีโบจูซามีเตยตะเกร่อเลญี่บีแลปิโอนิเซ็งกะเรกาซักกูกาเยซูซุบีบิงอีเลดีเปียนแลทาวมัดบิงคะยีเนโมโซราเต็มมะเพียนไนเบยเยซูฉัดปยากะลีเพียงตองลงปะแลเลยิงเหมียวโบดาชีรอติအဲ့ဒီတော့ကစက်ကူလေးဒီဇင်းနေနေပြီဆိုရင် နောက်ဆက်ကူတရွက်ဖြုတ်ပြီးအလင်းမြန်နောက်တစင်းချိုးနိုင်ရေမာချပြီးလွတ်နိုင်သည်ဒါကြောင့်လဲကလီဘွားကပြောစရာကောင်းခဲ့ခြင်းဖြစ်မှာပေါ့အသက်နည်းနည်းပူကြီးလာလို့ပကြီးရေးဆွဲဖို့ဝါသနာပါလာတော့အခါမှလဲကျမသည်ရေပြင်ကိုရေးဆွဲတိုင်းလေတစင်းထဲဖို့ကြိုးစားလာခဲ့သည်ဘာကြောင့်လဲတော့မသိရေပြင်ဆိုတာလေကလေးရှိနေမှပြေဆုံးသည်ဟုထင်ခဲ့ပုံရသည် ဆွဲလိုက်သည့်လေကလေးကလည်းရွက်လေးဖြစ်တတ်သည်။ရွက်တိုင်းမှာအဝတ်စားကိုရွက်လွန်ထားသည်။မြမဆန်းဆန်းရွက်လေးလား။ပြိုင်ပွဲဝင်ရွက်လေးပေါပေါကလေးတွေလား။ကျမမမှန်မိပါ။လေဤထိန်ချောင်းမှုအောင်မှာကိုလေးကိုကိုသွားလို့ရပဲ့ခိုင်းမိ။ခရီးနှစ်နိုင်သည့်ဘဝမျိုးကတော့တော်တော်အားကျစရာကောင်းလာသည်။တကယ့်လက်တွေ့မှာတော့ကျမလေးမရှိရဲ့ပါ။မြပြင်းချင်းမှာလေဖြင့်စုံစမ်းသွားလာနေကြသူများကို အားကြပါရဲ့သူတို့နေရာမှာကိုကစိတ်ကူးဖြင့်ဝင်ရသည်ကတော်တော်ကျေနပ်ဖို့ကောင်းသည်တကယ်ကိုယ်တိုင်းလေပေါ်မှာလိုက်ပါစင်းနေဖို့ထိုးထက်ပို့ရင်ထိုးလီကိုပဲ့ကိုင်းလော်ခတ်ဖို့ရွယ်လွန်းဖို့ဆိုတာဘလို့မှတတိမွေးယူလို့မရသည့်အဖြစ်တွင်ဘာကြောင့်လဲဆိုတော့ကိုကိုကိုမယုံကြည်လို့ပေါ့ကိုစွမ်းတတိကိုလည်းကိုမယုံကျမကရည်လဲမကူတတ်ဘူးလေကံကျမဆိုတာကိုလည်းမယုံကိုရွယ်လေကော လေးချမ်းသည့်မုံတိုင်းကဆွဲနှစ်ပြမှာလဲပူပင်ရသည်သည်ဒါကြောင့်လေမှန်သည်များရေမှန်သည်များကိုဘေးကနေပဲအားချရုံတာယာခဲမိကိုရိုင်းပါဝင်ဖို့ဘယ်တော့ငါမှစိတ်ကူခဲသည်မဟုတ်သို့သောကျမမတွေးမိသည့်အချက်မှာကျမသည်ဘဝဤကိုပိုင်ရွက်လေဖြင့်ခရီးနှင်နေခဲ့ပြီဆိုတာပဲကျမဤရွက်လေကဘလောက်ခိုင်ခံသလဲဘလောက်လုံးချုံသလဲကျမမသိဘသူမှလည်းမသိ ကိုလင်ကိုလှပအောင်ဆွေးဆောင်မှုရှိအောင် ကျမတို့စီးချေရင်အောင်မြင်ခဲ့သူတွေရှိမည်မအောင်မြင်ခဲ့သူတွေလည်းရှိမည်လှပနိုင်သူတည်လွှဲနိုင်သူတို့ကဂုံယူစွာရွက်လွှင့်နေခြင်းတွင် မအောင်မြင်သူတွေကအဆုတ်အပြိမ်အဖာထင်းရွက်တို့ဖြင့်မွေးနှမ်းသောလှီကိုထဲဖြင့်နာနာကြီးကြီးရွက်လွှင့်နေကြလိမ့်မည် ကိုလီကို ခိုင်ခန့်တီထက်ခိုင်ခန့်အောင် တာရှိခန့်တီထက်ခန့်အောင် စ조사ပြင်ဆင်လုပ်သူတွေလည်းရှိမည်။ကန်စီမံရပဲဟုကကြမပေါ်ယုံမည်။ပုံအပ်ထားသူတွေလည်းရှိမည်။မုံတိုင်းဘဟုနဲ့နီးသူတွေရှိမည်။အဖျားအနာပဲထိသူတွေရှိမည်။အချိန်မတိုင်းမီနစ်သူတွေရှိမည်။အချိန်တိုင်ခြင်းမတိုင်ခြင်းကိုရောဘသူကဆုံးဖြတ်ပေးမလဲ။ကျမတို့ခရီးနေရ යි အဆုံးပန်းတိုင်းကပါလေအမှန်တိုင်းပြောရရင်ကျမမသိပါ နှစ်မြုပ်ချင်းသည်ခရီးဆောင်လာမနှစ်မြုပ်ပဲခရီးဆက်ခွင်သာရခဲ့ဟိုဘက်မှာပါရှိတယ်လေဘာကိုမျောလင့်မီကျမတို့ရွက်လွှင့်နေကြတာလဲမေတ္တာတရားအတွက်လားရမစိုးတရားအတွက်လားဒါမှမဟုတ်နိဗ္ဗာန်ဟုစကားရတာသိပြီတကယ်လက်တွေ့ကျမတို့မသိမမြင်နိုင်တော့စိတ်အခြေအနေတစ်ခုစီတော့လားတီးတန့်နေရာတစ်ခုစီတော့လား ရော့စတူဝဲဤရွှေလွင်ခြင်းကိုနားထောင်ရခြင်းကတော့ဥတီယာရှိသူဤရွှေလွင်ခြင်းတစ်ခုအပေါ်အားကြပြီးမူတီတာပွားခဲ့ရဘူးသည်ဖျားသခင်နဲ့နေရအရှင်သခင်ရှိရာရရှိသောသူဥတီ၍ရွှေလွင်နေခြင်းဖြစ်နိုင်သည်ဘလောက်အတိတ်ပင်ရှိလိုက်တဲ့ဘဝဖြစ်မလဲကျမကရောဘယ်ကိုဥတီပြီးရွှေလွင်နေခဲ့ပါသလဲဟုကိုကိုကိုပြန်လဲစမ်းစစ်ကြည့်တော့ခါကျမတော်တော်လန့်သွားသည် ဘာကိုဦးတည်မှမသိပေမယ်။ခရီးကတော့အတော်ပေါက်ခဲ့ပြီလေပြီ။ကျမဤရွက်လီပေါ်မှာလေ။လူချင်း၍တည်ယူခဲ့သောပျော်ရွှင်မှုများမလူချင်းမှာပဲနဲ့လက်ခံယူခဲ့ရသည့်အမှားများလွန်ပြစ်လို့ရရင်ချက်ချင်းလွန်ပြစ်လိုက်ခြင်းသောနောင်တများစသည်ဖြင့်ကုန်စည်ပစ္စည်းများလည်းအသင့်တင်ဆောင်ခဲ့ပြီ။ကျမဘယ်ကိုရောက်မှလဲဆိုတာကိုလည်းသိချင်လာပြီ။မုံနိုင်ကြောင်းတော့မဟုတ် ကျမ၏ပဲ့ကိုင်းထိန်ချုပ်ခြင်းအတန်ညံ့ပြင်းမှုကြောင့်လေကလေးနှစ်သွားလိမ့်မလားဟုလဲစိုးရိမ်ပူပန်လာပြီ။ဘသူကမှအာမခံပေးလို့မရသည်။ဟောသည့်သမုတ်တရားပြင်ကျဲကြီးတယ်မ။မင်းရဲ့လေဘာမှဖြစ်မှာမဟုတ်ပါဘူးဟူသောဖြောင်းဖြားနှစ်သိမ့်အားပေးမှုများကိုလည်းတစ်ဖက်ကကြားခြင်းနေပြန်သည်။ကိုရောင်ပဲချိန်နှစ်မလဲဟုမသိနိုင်သည့်ခရီးမှသူများလေတွေနှစ်လူမတက်ဖြစ်သွားတာ။နှစ်သွားတာတွေကို သူရဲ့ကောင်းဆန်းဆန်း ကဲတင်နိုင်လိမ့်မလားဟုလည်းကိုကိုကိုဘဝင်မြင့်ခဲမိပြီ။ကိုလေခိုင်ခံအောင် လုံကြုံအောင်ပြုပြင်တည်ဆောင်မိအစားအပေါ်ရန်စေးချေမှုကိုပို၍ဦးစားပေးခဲ့မိသည့်ကာလကလည်းတော်တော်ရှိကြခဲ့ပြီ။ရှေ့ဆက်ပြီးကျမ၏လေခိုင်ခံဖို့သာကြိုးစားရတော်မည်။အချိန်ကတော့နောက်မကျသေးဘူးဟုမျှော်လင့်ရပါသည်။ကျမ၏လေထဲမှာတည်ယူခဲ့သည့်ပျော်ရွှင်ခြင်းဆိုတာတွေက အခုချိန်မှာပြန်လဲသုံးလို့မရတော့သည်တစ်ခါသုံးပစ္စည်းတွေစွန့်ပြစ်အမှိုက်တွေသာဖြစ်တော့သည် လူဘဝမှာတကယ်လိုအပ်သည်ကပျော်ရွှင်ခြင်းမဟုတ်တရိတာဖြစ်သည်ဟုကျမတွေ့တော်စားပြုလာပြီကျမကကျမလိုအပ်သည့်အရာမှာပျော်ရွှင်မှုဟုထင်ခဲ့ဘူး၏ငွေကြေးဥစ္စာဟုထင်ခဲ့ဘူး၏အောင်မြင်ကြောကြားမှုဟုထင်ခဲ့ဘူး၏အဲ့ဒါတွေကိုရမှာဖြစ်မည်ဟုထင်က မနိုင်မနှင်းတည်ယူခဲ့ပြီ ကျမလိုအပ်တာဒါရီမဟုတ်ဘူးဟုသိတလုံးလုံးရှိလာချိန်မှာဒါရီကိုလွှင့်ပြဖို့ကလည်းမဖြစ်နိုင်အဲ့ဒီအရာရင်းနဲ့ကျမကတော်တော်ကြီးပေါဆန်ညီတွင်နေခဲ့ပြီးပြီမဟုတ်လားလှေကလေးပေါ်အောင် ကိုထိန်သိမ့်တိုင်းလိုရာရအောင်ကအဲ့ဒါတွေကိုပြစ်ချခင်မှာရာမြင့်ထင်ပါရဲ့အခုတော့ကျမရွက်လဲလွှင့်နေချိန်လီးလန့်သောအပိုပစ္စည်းများကိုလွှင့်ပြဖို့ကြံရရင်တွေ့ဖန်နေချိန်လှေကလေးခိုင်ခံဖို့ ပြုတ်ပြင်းတိဆောင်မှဖြစ်မည်ဟုသော အတိတရားကလေးရေရေပေါ်လာပြန်သောအလုဆတင်ဖို့တွန်ဆုံနေစဉ်အဲ့ဒီလုံးနဲ့ဒီလေးဤတတန်ကလေတစင်းဤရေဝေရတတန်ထဝပင်ကြော်ခဲ့ပြီ ရှေ့မှာခရီးကမိုင်ပေါင်းများစွာရေပြင်းကြီးဘာကန်းဘာတောင်းမှမမြင်ရသေးသည့်ရေပြင်းကြဲကြီးဒီလေးနဲ့ဒီခရီးများကြပါရဲ့လားကျွန်မမသိကျွန်မဘာမှမသိပါရန်ကုန်ရွက်လီအသင်းစင်ရတူမဂဇင်း 1999 April ဟုတ်ကဲ့ကျမခုဖပြပေးသွားတာကတော့ဆီယမကြီးဂျူးရဲ့အရောင်များနဲ့ကစားခြင်းနဲ့အခြားဝတ္ထုတို့များစာအုပ်ထဲကရွက်လီများဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါရဲ့ရှင် အားလုံးကိုကျေးဇူးများကြီးတင်ပါရဲ့ရှင်